အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာရန်အောင်ရေးသားထားတဲ့တန်ဝေကားဆိုတဲ့ဝိထုဇလံကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝိထုလေးကိုမတင်ဆက်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာကြောင်းလို့လိုက်ပြီးဖြစ်တဲ့ပြည်ကြောင်းသားများဆရာဆရာမများအားလုံးတစုတစည်းတဲ့ပြန်သွားကြလေရာကြောင်းပေါ်တွင်ကျွန်တော်တို့ရောက်တဲ့ကြံရေးခဲ့လီတော်သည် တနေ့လုံးပြင်စူးစူးညံ့ညံ့လှူရှားဖြစ်ခဲ့သောကြောင်းတော်ကြီးမှာ တိတ်ဆိတ်ညင်သက်လျက်အသက်ကင်းမဲ့သည့်တွယ်ဖြစ်နေသည်ကိုတွေ့ရသောအခါမမြဲသော သင်္ခါရသဘောတရားကိုစဉ်းစားထင်မြင်မိသည်ကျွန်တော်သည်ចောင်းဝင်ရတာတွင်ကလဲထိုင်တစ်လုံးဖြစ်ထိုင်ကတောင်ဘက်စုစုအရက်သို့ငေးမြော်ကြည့်ရှုမိနေမိသည်မိုးရသည်တွင်ညဤလိမ့်တကဲ့သို့စိမ်းလန်းဆိုပြသောစဘာပင်တို့ဖုံးလိုက်ရာလေကွင်းကြီးမှာယခုအခါတွင်လဟာပင်လွင်လင်းထီးကောင်ဖြစ်လျက်ရိုးပြတ်ငုတ်ကလေးများကိုသာမြင်တွေ့ရသည် ဤစကားပင်များအဖြစ်တစ်နှစ်ကလူတို့၏ဘဝနှင့်တူလားစွာ၏လူအပေါင်းတို့သည် ပြိုရစဉ်ကပျော်ကြရှင်ကြကြည်နူးကြသည်မှာမိုးရသည်တွင်စကားများစိမ့်လန်းဆိုပြေရိမ့်နေနေသည်နှင့်တူလား၏မိုးရသည်ကုံချောက်စောင်းရသည်အရောက်တွင်စကားပင်ရိပ်ဖြက်လီးခြင်းခံရသလိုလူများမှလည်းအသက်ကြီးရွယ်သူရောက်လာသောအခါတေမင်း၏ထက်လာစွာသောဒဇင်ဖြင့်ရေချင်းကို ခံရကရိုးပြတ်ငုပ်ပမာအယိုးစုသာကြံလော့လေသည်တကား တနေ့လုံးစီကားကြက်ညာရေးနေခဲ့သောကျောင်းတော်ကြီးသည်တိတ်ဆိတ်၍ငြိမ်သက်နေသည်လို့တမိုးတွင်လုံးစိမ့်ဆူသားရခဲ့သောစဘာပင်တို့သည်ရိုးပြတ်ငှောက်တာကြံတော့သည်လို့ကျွန်တော်ဘွားတွင်လည်းအေးအတိုင်းဖြစ်တော်ပေသည့်တကားကျွန်တော်သည်အတိတ်ဖြစ်စဉ်ကိုပြန်လည်တွေးတော်ကြည့်နေမိသည်ဒလမျိုးအနီး6နံပါတ်ရွာကလေးတွင်ကျွန်တော်ကျောင်းဆရာလုပ်ခဲ့သည်ကျွန်တော်မှာတကွေတကာရသမားဖြစ်၍ပြင်းရည်ညင်ငွေမိလျက်တစုံတရာ လိုရည်နေသည်လို့ဟာရည်နေသည်လို့ဖြစ်တော်သည်တနေ့သောညနေတွင် မိုးတွေရွာရည်နေတဲ့ပြည့်ကျွန်တော်တယောက်တည်းအင်ကန်းတွင်၌ကုတ်ရည်နေစဉ်တစုံတယောက်ဝင်လာတဲ့ပြည့်ကျွန်တော်မှအာအတင်ကမျက်လုံးပြူးသွားမိတော့သည်လှပတော့မင်းမပြူတယောက်ဖြစ်သည်ကျွန်တော်တကားမှမမြင်ဘူးသူလည်းဖြစ်ပြုံးကလေးမိုးရချလို့မိုးဝင်ခိုးတာပါဟုမင်းမပြူကပြန်ပြောသည်ကျွန်တော်ကနေရာထိုင်ခင်းပေးကစကားစမိပြောသည်ကျွန်တော်တိလူသည်များကိုမေးမြန်းသည်ထိုမင်းမပြူမှာသုံးကွမျိုးအဒီဂရပနရွာမှဖြစ်သည်ကျွန်တော်နေသည့်6နံပါတ်ရွာမှာ မင်းမပြိုကြီးအမရှိတဲ့ပြည့်အလဲပဲလာခြင်းဖြစ်ကြောင်းသိရသည်ကျွန်တော်နဲ့မင်းမပြိုအတော်ကြာစကားပြော၏နေ၏သူ့ရုပ်စင်းတရံမှာချစ်ခင်သနာွယ်ကောင်းလာ၏သူ့အတံမှာตายာလာ၏သူ့ကိုမြင်ရတွေ့ရသူ့အတံကိုကြားရတော့ကျွန်တော်မှာသူ့ဟာချစ်ခင်ဆွဲမမိလီတော့သည်ထိုနေ့မှစ၍ကျွန်တော်ဤပြည့်ညူးမွေွယ်ကောင်းသောဘဝမှာตายာဆိုပြေတွေဖြစ်လာတော့လေသည်ကျွန်တော်နေသည့်6နံပါတ်ရွာကလေးတည်ပြီလင်းရှေးကနေမတူ နေခြင်းသပွဲပျော်မွေ့ပရာဖြစ်လေတော့သည်ဟုထင်မိ၏မိမေပြို့ဤအမမှာကျွန်တော်နှင့်ယင်းနေခင်မီသူဖြစ်ရာကျွန်တော်ဆန္ဒကိုပြောပြသည်သူကလည်းသဘောတူသည်ထို့ကြောင့်မကြမီပြီလင်မိမေပြို့နေကျွန်တော်မှာတမီးကြီးသာဖြစ်တော်သည်ငယ်သေးရသေးသူပြီပြီလုံးစွာပျော်မွေ့နှစ်သိမ့်မိကြသည်မိမေပြို့နေကျွန်တော်တို့မကြခဏတွေ့ကြဆုံကြကလူချီစေကြရသည်ကိုလည်းစိတ်ချမ်းမြေ့ွယ်ပျော်ရှင်ပွဲလှတော်ပီတိတော်မနာ ဖြစ်ရမဆုံးရှိလေတော့သည် ထိုခိုက်တွင်အညာဒေသစင်ပေါင်ဝဲတွေနေထိုင်ကြသောကျွန်တော်မိဘများကကျွန်တော်ကိုတန်ကြိုးရရေးခေါ်လေတော့သည်ထလွန်းလျင်ထိုင်ရသည်ဟုသော စကားပုံမှမှန်လိုက် အပျော်ကြီးပျော်အမျိုးကြီးမြူးခဲ့သောကျွန်တော်မှာမိဘတူဦးအသေးအတန်မနာမကျန်ဖြစ်ချင်နေပြီတကားဟုတွေးတော့ကစင်ပေါင်ဝဲသူချစ်ချင်းလာခဲ့၏မိဘများကျမ်းမာလျက်ရှိကြောင်းတွေးရသည့်အခါကျွန်တော်အံ့ဩရပြန်သည်ပိုရေးအံ့ဩရသည်မှာမိဘများကျွန်တော်နှင့် တင့်တော်မီထင်သည့်မင်္ဂလေးတဦးနှင့်လက်ထပ်ပေးရန်စီစဉ်ခြင်းပင်ဖြစ်လေသည်ခက်ချေပြီးမိဘများစကားကိုလည်းမပြစ်ပယ်လို6နံပါတ်ရာတွင်ကျန်ရစ်သူကျွန်တော်ရည်စားကိုလည်းသစ္စာမဖောက်လို့နှစ်ယောက်စလုံးကိုလက်ထပ်ရည်ဖြစ်သည့်ကိစ္စမျိုးမဟုတ်ထို့ကြောင့်ကျွန်တော်မှာအတွေ့အခက်အလုတ်ချက်ကစိတ်မချမ်းမသာဖြစ်ရတော့သည်နောက်ဆုံးတွင်ကမိဘများ၏စကားကိုညင်းပယ်ရတော့သည်ရင်းသူညင်းပယ်ရတွင်ကျွန်တော်မှာရင်းသားရှိနေပြီဟု၏မပြောဝင်ရင်းသူပြောလျင်မိဘများကပြန်မလို့ပဲ သူတို့သဘောတူသည့်မိန်းကလေးနှင့်လည်းအတင်းပေးသားမိကိုစိုးရင်ရသည်သည်ထို့ကြောင့်ကျွန်တော်မှတားမရမြူကျင်သေးပါတားမရယူဖို့ကိစ္စစဉ်းစားပြရစီဟုမှတ်နေတဲ့ဘက်ပြောရတော့သည် ကျွန်တော်စင်ပါဝဲမှ6နံပါတ်ရသို့ပြန်ကနေခြင်းကျွန်တော်ရည်သားထံစာချုပ်တင်ရေးရသည်ရန်ကုန်တွင်ကျွန်တော်တို့နှစ်ဦးဆောင်ရန်ဖြစ်သည်ကျွန်တော်စင်ပါဝဲပြန်လာသည့်အခါရန်ကုန်တွင်ကျွန်တော်ဤရည်သားနှင့်ဆောင်တွေ့ရသည်6နံပါတ်ရသို့မသွားကြဘဲအင်းစိအင်းဒီထန်းတွင်မြို့သို့သွားကာ ထုံမြို့တွင်အိမ်ငါနေထိုင်ကြသည်ကျွန်တော်6နှစ်ဘက်ရာသို့ရောက်တော့အခါကျွန်တော်မှမိမရနေပြီဖြစ်ကြောင်းမသိကြရင်းတို့မသိအောင်လဲဖုံးမိထားရသည်ကျွန်တော်မိမရနေကြောင်းကျွန်တော်မိဘများသိလျင်စိတ်မကောင်းဖြစ်မိဆိုရင်တော့ကြောင့်ဖြစ်သည်သူက6နှစ်ဘက်ရာသူရာသားတို့ကသူတို့ရာသူကလေးတယောက်ကိုယူရန်ကျွန်တော်ကိုနားချကြပြန်သည် ကျွန်တော်အဖြစ်ကစမ်းကြယ်လှစွာရှင်နှစ်ဝယ်လဲကောင်းလာ၏စင်ပါဝဲနိုင်မိဘများပေးသောမိန်းကလေးကိုလက်ထက်ကစင်ပါဝဲတွင်ထားခဲ့နိုင်၏ထို့နောက် ကျွန်တော်ရည်သားကိုယူပါထားနေမယ်နဲ့ထားမြေတိုင်းထားနိုင်တဖန်6နံပါတ်ရွာသူကလေးကိုလည်းယူနိုင်ပေးသည်ကျွန်တော်သာရှုပ်ရှုပ်ပွေပွေလှုပ်ချင်သူဖြစ်ပါမူဤတို့မြားသုံးယောက်တပြိုင်တည်းထဲယူနိုင်အောင်အခြေအနေကဖန်တီးပေးခဲ့ဤသို့တော့ကျွန်တော်ဒီရည်သားဦးကိုတိစ္ဆာမဖောက်ဂရီးမပြတ်ပဲသူတဦးတည်းကိုသာယူခဲ့ဤသူ့ကိုယူရမည်လားဟုမိဘများစိတ်ဆိုးကြဤ6နံပါတ်ရွာသားများကလည်းညှိုးညင်ကြဤရင်းတို့စိတ်ဆိုးညှိုးညင်က ကျွန်တော်စဉ်းစားယူငင်ခဲ့သောဇနီးကကျွန်တော်ကိုအကြီးကျယ်သစ္စာဖောက်လီတော်တည်းထိုခိုက်တွင်ဆူခဲ့သည့်အတိုင်းကျွန်တော်တို့ဇနီးမောင်နှံသည်ထန်းတွင်နေနေကြ၏ကျောင်းဖွေရများတွင်ကျွန်တော်သည်6နံပါတ်ရတဲ့နေလျက်ကျောင်းပိရများတွင်ကျွန်တော်ဇနီးထန်းတွင်သို့သွားရ၏ကျွန်တော်ခြေလမ်းပြတ်နေသည်ကိုရဲမိသော6နံပါတ်ရွာသူရွာသားများကကျွန်တော်ကိုအမျိုးမျိုးထင်ကြေးပေးကြ၏စုံစမ်းထောင်လိုက်ကြ၏ကျွန်တော်မိမယူပါတနေရာတွင် ထားကြောင်းရဲမိလာကြ၏ကြာသော အတက်တိလာကြ၏ အချိန်ကလာဟုသည်ထူးမြတ်သော စေတဘာပါဒကကျွန်တော်သည်မိဘပေးစားသောမိမကိုမယူခြားသူကိုယူကြောင်းမိဘများလောလောဆယ်တည်လျင်မိဘများအကြီးအကျယ်စိတ်ဆိုးမီ၆နံပါတ်ရွာသူရွာသားများကလည်းမုံဒီယုံရှာကြမည်သို့တော့တဖြည်းဖြည်းရင်းမိကအချိန်ကာလကြာမြင့်မှတည်ရသောအခါတွင်အမှုလွန်ပြီဖြစ်သောကြောင့်စူးစူးပူပူမဖြစ်တော့ပဲခွင့်လွတ်ကြရတော့သည်သည်ကျွန်တော်ဇနီးမောင်နှံသည်၆နံပါတ်ရွာသူပြောင်းရှိကပျော်မွေ့စွာနေထိုင်ကြ၏ရင်းတို့ပင်တသက်လုံးနေထိုင်သွားရမည်ဟု မျော်လင့်မိပြီးအချိန်ကာလနှစ်ပြည့်စေ့ကုန်လွန်ကြာမြင့်ခဲ့လေသည်ညီသည့်အနောက်ရှေ့အတားစီမှာမရှိတော့သည်ဖြင့်ကျွန်တော်တို့ဘဝမှာตาရပျော်မွေ့နေလေသည်သို့တော့ဘဝဟုသည်ပင်လေရေပြင်ပမာအငြင်းငိမ့်သက်ตาရခြင်းမရှိကြပြီတကားဒီနေ့တွင်ကျွန်တော်မှအရေးကြီးသောကိစ္စတည်းရဲ့ပေါ်လာသည့်အတွက်တောင်ကူမြို့သို့သွားရ၏တောင်ကူတွင်ငါးအခက်နေပြီးနောက်ဇနီးထံသို့ပြန်ခဲ့၏တောင်ကူတွင်မိတ်ဆွေတင်္ဂအများထံသို့အကျိုးကြောင့်စာရေးရန်အတွက် စာရေးစက္ကူကိုယူ၍စာရေးမြည်ပြုသောအခါတွင်စာရေးစက္ကူကဲ့၏မှင်နှိမ့်စက္ကူပေါ်တွင်ထူးဆန်းသောအမတ်သားကိုတွေ့ရလေသည် ဖြစ်ပုံမှာကတစုံတရာမှင်နှိမ့်စက္ကူပေါ်တွင် စာရက်ကိုတင်ကခဲတံဖြင့် စာတစ်စောင်ရေးရင်းတို့ရေးသည့်စာများကိုမှင်နှိမ့်စက္ကူပြော့ပြော့ပေါ်တွင်အရေးအကြောင်းများ ထင်ရှားနေလေတော့သည် ထိုမှင်နှိမ့်စက္ကူပေါ်မှာရေးရာချစ်ရာများကိုတေးချာစွာဖတ်ကြည့်သောအခါတွင်ကျွန်တော်ထိတ်လန့်အောင်းအောင်းပြီးတော့သည်ဤသည့်အခါမှမမျှော်လင့်သည့်ကိစ္စဆိုကြီးတည်းရဲ့ ပေါ်ပေါက်ချပြီးတကားကျွန်တော်မရှိခတ်တွင်ကျွန်တော်ဇနီးသည်အခြားယောက်ျားတစ်ယောက်နှင့်ဖောက်ပေါက်ပြင်းပြန်ပြင့်ကြံလော်မာနေကြောင်းကိုမင်းနှိတ်စကုပေါ်တွင်ရေးရချေရများကအထင်ရှားတတ်သိခံရနေလေတော့သည်ကျွန်တော်ဒေါသထွက်ခြင်းစိတ်မချမ်းသာခြင်းမခံမရနိုင်ခြင်းများပေါ်ပေါက်ကအယူပမာဖြစ်ရလေတော့သည်ကျွန်တော်ဇနီးကိုခေါ်ရ၏သူ့အမကိုလည်းခေါ်ရ၏ကျွန်တော်တပည့်လက်ထောက်ဆရာကိုလည်းခေါ်၏ထို့နောက်မျက်နှာစုံကြီးရှင်းလင်းတင်ပြတော့၏ကျွန်တော်ဇနီးကမျက်ဤတွေထက်ကငိုယိုနေသည်မှတော်ပါ ဘာစကားမှပြန်မပြောနိုင်တော့ကြီးလက်စုပ်လက်ကင်မိကြီးနေပြီမဟုတ်လားကျွန်တော်ဒီဇနီးအားထရည်တက်ရှင်စိတ်ပင်ပေါ်မိစိတ်လက်အနာကြီး နာမိကျွန်တော်ကသူ့အပေါ်အစွမ်းကုန်သစ္စာရှိခဲ့ပြီးပါပေးစားတော့မိမကိုမယူပဲမိဘများစိတ်မကောင်းအောင်ပြုခဲ့ရဲရွာကသဘောတူသည့်မိန်းမကလေးကိုညင်းပယ်ကရဲရွာကိုဂေးမဆိုင်ပြုခဲ့ထိုဝိတ္တိလဲလေးပြီးတကားကျွန်တော်ဒီဒေါသကိုမချုပ်ထီးနိုင်ပဲဇနီးအားအိမ်မှနှင်ချလိုက်တော့သည်ကျွန်တော်တယောက်တည်းကြံရည်သောအခါတွင် မနေတဲ့မတိုင်းတဲ့ဖြစ်ကကျွန်တော်ဇနီးယာလွမ်းစွတ်တရိယာမိလီတော်ဤသူနှင့်ချစ်ခင်ကြည်နူးကဲ့သည့်များကို တွေးတော်ကတတတာဖြစ်နေတော်သည် သူဤအပြစ်များကိုတွေးမိသောအခါနာကြီးမုံဒီမိပြန်ဤမိတို့ပင်ဖြစ်စေကျွန်တော်ချစ်ခင်ကျင်နာလာသည်ဖြစ်မိဘနှင့်မိစေတို့ဤအညိုညီကိုခံကချိုးချိုးပန်းပန်းယူခဲ့သောမယားဖြစ်သည့်အတွက်နှမျောတတယူချိုးမရဖြစ်မိလီတော်သည်လာအနေငယ်ကြာသောအခါတွင်က ကျွန်တော်မှာလွမ်းစွတ်တန်းတာတရိယာလာသည့်စိတ်ကို မျိုးသိမ့်နိုင်အောင်မအောင်ဤနိုင်တော့တဲ့ဖြစ်သူ့တရင်ကိုအတင်းစုံစမ်းကသူ့ထံလိုက်သွားမိတော့သည်ကြောက်တမ်းမျိုးတို့လာခဲ့သည်ကြောက်တမ်းမှတမန်ကလေးကိုစီးကဘော်ကလွတ်ဟူသောရွာသို့ရောက်ခဲ့၏ဘော်ကလွတ်သို့ရောက်သောအခါညတန်ကောင်းရအချင်းဖြစ်လျာတရားလုံးတိတ်ဆိတ်ငြင်းသက်လျက်ရှိအိမ်များအလုံးလဲတကားပိတ်ကလူသူတယောက်များမတွေ့မမြင်ရတော့သည်ကျွန်တော်ကြံရမရဖြစ်နေသည်အလဲကျူးအမှပြန်လာဟန်တူသော ကာလာသားတယောက်ကိုတွေ့ရသည့်အတွက်အကျိုးအကြောင်းပြောပြမြင်းမြန်းစုံစောသောအခါတွင် ကျွန်တော်ဇနီးနေထိုင်သည့်အိမ်ကိုတီးရတော့သည်ကျွန်တော်အိမ်တကားကိုခောက်ကအပြင်မှလမ်းခေါ်၏ကျွန်တော်ဇနီးကတကားခွင့်ရပြီးကျွန်တော်ကသတိရရလာခြင်းဖြစ်ကြောင်းပြောပြကသူ၏နေထိုင်ကို မေးကြည့်သူကကျွန်တော်ကိုကြည့်ကချုံချရေငိုလီတော့သည် ကျွန်တော်မှလည်းရင်းနေစုကမျက်ယူမွဲမိသို့တော့ကျွန်တော်တို့ကဤဘဝဤမျှတာပေါင်းသိမ့်ဖို့ကံကြမ္မာ ဖန်တီးချေပြီးတကားအကြောင်းမူပါသူသည်ယခုအခါတွင် ကျွန်တော်၏ဇနီးမဟုတ်တော့ကျွန်တော်၏ဇနီးဟောင်းတာဖြစ်တော့သည် တနည်းဆိုရလျင်အတိတ်ဘဝကတော်ခဲ့ဘူးသောဇနီးသားလျင်ဖြစ်သည်ယခုပြစ္ဆုတ်ပံတွင်ကသူသည်အခြားတဝီကာမပိုင်များဖြစ်နေကြ၏ကကျွန်တော်တက်ခေါက်၏ပြန်ခဲ့တော်သည်သူနှင့်အတူနေထိုင်ခဲ့သည့်6နံပါတ်ရာတွင်လည်းမနေတော့သည်ဖြင့်ကမာကစီရွာသို့ပြောင်းရွှေ့အလုလုရင်းရှေဟောင်းနှောင်းပြစ်တွေကိုတွေးကဆေးကလွမ်းလာကြ၏နေမိတော်သည်ဆရာဆရာဆရာမီလာနေပြီတပည့်တယောက်ကပြောလာသည်ဖြင့်ကျွန်တော်၏အတွေ့အထိရက်သွား၏ အမေဟူသောအတန်ကိုကြားလိုက်ရသည့်အတွက်အားတက်ဝမ်းမြောက်သွားကလျင်မြန်စွာပင်ကျောင်းပေါ်မှစင်းကလေးအမေထံပြေးလာမိသည် အမေသည်ကျွန်တော်ကို မြင်သောအခါမျက်ဤကလေးတဆန်းဆန်းနှင့်စီးကြိုလင့်ဤငရံရဲနှင့်မှဖြစ်လိုက်မှဖြင့်ဟိုးလေးတရောကြီးပဲနှင့်အကြောင်းကြားရလို့အမေချက်ချင်းထလာခဲ့တာအမေကဝမ်းနဲ့လိုက်လဲတဲ့အပြင်ပြောရှာသည်အမတို့ကဘယ်သူပြောလိုက်တလဲဟုကျွန်တော်ကမေးလိုက်နှင့်တငယ်ချင်းကျောင်းဆရာ မောင်လမောင်က စာရေးလိုက်တယ် ကိုင်းစကားများမနေနဲ့ငရဲခွင့်ယူပြီးအမနဲ့အတူလိုက်ခဲ့ဖို့သာပြင်ပြီးတော့အမေစကားကျွန်တော်ကိုနှစ်သက်ပြီးသည်ကျွန်တော်တယောက်တည်းနေရလျင်တွားလေသူကျွန်တော်ဇနီးကိုသာလျင်လွမ်းဆိုတက်တာသတိရကအဘူဇက်ခေးနေမိများဒေကြသည်အဘူဇက်လည်းလာပေါင်းများစွာခင်ခဲ့ရလေပြီထို့ကြောင့်ခွင့်သုံးလာယူကမေနေ့တူကျွန်တော်ဇာတိရက်ချီမွေးရဲ့မြေတို့ပြန်လာခဲ့တော့လေတည်းကိုဇာတိရက်ရတို့ရောက်တော့အခါတွင်စိတ်သိလူသိဖြစ်ကတာယာကြည်နူးတယောင်ဖြစ်နေလေတော့သည် မိဘများမောင်နှမများဆွေမျိုးမိတ်ဆွေသင်္ကဟာများတငယ်ချင်းများနေတွေ့ရာဆက်မိဆက်ရာစကားများကိုပြောသောအခါတွင်ကျွန်တော်မှာအပူဆွေးဤငိမ့်သက်တာတကယ်သို့ဖြစ်ရတော့လေတကူတဲတရောက်ထဲသမားဖြစ်သောအခါတွင်က အနာဟောင်းထကလွမ်းရဆွေးရပြန်သည် စောင်းရသည်ဖြစ်ကကျွန်တော်တို့အရက်မှာခိုက်ခိုက်တုံအောင်ချမ်းလာပြီဖြစ်သည်ဖြစ်တနေ့နနက်၄နာရီခန့်တွင်ကျွန်တော်အိမ်ရမှာလူထလာတော့သည် ပေါ်ပါသွားရန်ကျွန်တော်အိမ်အောက်သို့ဆင်းသောအခါတွင်ထူးဆန်းသောမြင်ကွင်းကိုတွေ့ရသည် ကျွန်တော်တို့အင်ရှိမီးဘုံကလေးဖိုးထားသည်ထိုမီးဘုံကလေးပေးတယ်မင်းမဲ့ပြိုလေးတယောက်မီးလုံးနေသည်ကိုတွေ့ရသည် ကျွန်တော်တို့တရင်သားလုံးမီးသူမှမလို့ကြမထကြသေးသည်ဖြင့်မီးလုံးနေသောမင်းမဲ့ပြိုလေးတီပလင်မီးဘုံကလေးမီးဖိုးထားခြင်းဖြစ်မူတွင်းမိသည်အဘဲကြောင့်ကျွန်တော်တို့အင်ရှိတွင်မီးလာရေးဖိုးနေသည်ထိုမင်းမဲ့မပြိုလေးတီမီးသူမီးဝါဖြစ်လေသည်ကျွန်တော်ဒီမိဘုံအနည်းတွင်ထိုင်ကမိမဲ့ပြူဟာအခဲခဲကြီးမိသည်မျက်နာကလေးကြည်လင်ဝင်းပ ချစ်เสียမျက်နှာကလေးပင်ဖြစ်သည်မျက်လုံးမျက်ခုံးနှာရန်ဗစက်အားလုံးတင့်တယ်လှပလျက်မိမ့်မချော်လီဖြစ်သည် အသားရည်မှာဝင်းဝါရည်နေ၏ကိုလုံးကိုပေါက်လေးမှာလည်းကြော်ရှင်းတင့်တယ်လှပေသည် ကျွန်တော်၏အချစ်ပူအချစ်ဆွေးကိုပျောက်ကင်းအောင်ကုသပေးရန်အတွက်နှာကောင်းနှက်မြတ်များကဖန်ဆင်း၍ပြခြင်းပေလော့ကျွန်တော်သည်မိမ့်မပြိုလေးအားနှုတ်ဆက်စကားပြောကြည့်မိဟုကြံစီစဉ်နေမိမ့်မပြိုလေးသည်မိဘုံမှထကတနေ့နဲ့ထပ်သားလေတော့သည် ကျွန်တော်မှာအံဩစွာဖြင့်ငင်းမောကြံရင်ခဲရတော့သည်အတန်ကြလျင်ကျွန်တော်မေအေးရမှာနုထကမီးလုံရန်ရောက်လာသည့်အခါအမခုတွင်ပဲဘီးဘုံနာကမိန်းကလေးတယောက်တွေ့ရတယ်ဘယ်ကလဲဟုမေးကြည့်မိသည်ငါခင်နှဲ့ပါကွယ်မင်းမမဲမီဘူးထင်ပါရဲ့ဟုအမေကပြော၏ဘယ်ကမခင်နေလဲဂျီနာမီကိုကျွန်တော်မကြားဘူးပါဘူးသူလည်းတကားမှမမြင်ဘူးအေးဟုတ်တယ်မင်းဘယ်မှမမိမလဲတို့ရဲ့ထဲကကိုသားစံမမီတို့ရဲ့သမီးလေးမခင်နဲ့ငငယ်က ယင်းကုန်းကိုပြောင်းသွားကြတာအကြသေးခင်ကပဲသူ့အပြေဆုံးလို့သူ့အမိနဲ့တို့ရောက်ကိုပြန်လာကြတာကျွန်တော်တို့အိမ်ဆော်ဆော်စီးစီးလာပြီးဘာဖြစ်လို့မီးလုံတာလဲဟုကျွန်တော်ကအငေါ်တံပြင်းမီးလိုက်သည်မခင်တွေကမင်းနမမတန်းနယ်နဲ့အင်မတန်ချစ်ကြတယ်ညာအိမ်ရင်မတန်းနယ်နဲ့အတူလာအိတ်တယ်မခင်တွေကမနဲ့စောစောထားပြီးတို့လုံဖို့ပြီးဖို့သွားတာပါသူလာအိတ်တာကျွန်တော်မသိပါလားကျွန်တော်ကမီးလိုက်သည်သူကညာနမလာအိတ်တကွက်မင်းကစောစောအိတ်ရဝင်တော့ဘယ်သိမလဲမနဲ့လည်းအစောကြီးထပြန်တယ်ကျွန်တော်ဒီမခင်တွေအကြောင်းကို ဒဇင်သိမ့်တွေးမိနေပြီးတော့သည်မခိနေမျက်နှာကလေးကိုတရေရေထင်မြင်ပေါ်ပေါက်နေတော့သည်ရင်းတို့တွေးတော်ထင်မြင်နေခိုက်တွင်ကျွန်တော်ဤပူဆွေးမှုတို့သည်ငြိမ်အေးပြောက်ွယ်သွားတဲ့အောင်ထင်ရတော့သည်မိတို့ပင်ဖြစ်စေမခိနွယ်ကိုကျေးဇူးတင်ရမည်ပူပန်းဆွေးမြေ့ခြင်းဟုသောအတိတ်ဖြစ်စဉ်ကိုပြန်လည်တွေးတော်စနုပ်ပြန်တော်ကြောင့်ပူရဆွေးရခြင်းသာလျှင်ဖြစ်သည်ရင်းတို့ပြန်လည်တွေးတော်ခြင်းမပြုပါဟုဆုံးဖြတ်၍တားမြစ်၍မရပြန်၍ပြန်၍တွေးတော်မိကပို၍ပို၍ဆွေးရပြန်သည် ရင်တို့ပြန်လဲတည်တော်ချင်းကိုပယ်ဖျောက်ရန်ကတည်တော်စင်သားချင်းကိုလမ်းခွဲကပူစရာကြည်နူးစရာတို့ကူပြောင်းခြင်းပင်ဖြစ်သည်ကျွန်တော်ဒီကျွန်တော်ဇနီးအဟောင်းကိုတည်တော်ပူပန်မိသည့်အတိုင်းမခိနဲ့အကြောင်းကိုတွေးခြင်းဖြင့်စိတ်ပြောင်းလဲကဖြေသိမ့်ကတာယာကြည်နူးမှုကိုရှာတော်သည်ရင်တို့အပူဆွေးကိုအကြည်အေးဖြင့်အစားထိုးရပံများသောအခါဇနီးဟောင်း၏နေရာတွင်မခိနဲ့ရောက်ရှိလာသလိုဖြစ်လေတော်သည်ဒူဒူဆွေရလျင်ကျွန်တော်ဒီမခိနဲ့ကို တွေ့တာဆက်မရည်နေပြီးယင်းသူတွေ့တာဆက်မျက်စရာရှိသောကြောင့်လည်းအတိတ်ရဲ့တန်းရာလက်ချက်များကျော်ပါတတာခွင့်ရလေတော့သည်ကျွန်တော်ဒီမခင်နဲ့နေတွေ့လို့ဆုံလို့စကားပြောလို့ဒီဆန္ဒပေါ်လာသည် သူ့မျက်နှာကလေးကိုမြင်ရလျင်ဘဝင်အေးပေလိမ့်မည်သူ့အတန်ကိုကြားရလျင်နားချမ်းသာပေလိမ့်မည်ထိုအခိုက်တွင်ကျွန်တော်ဒီအတိတ်ကိုလုံးဝမေ့နိုင်မည်မခင်နဲ့နေကျွန်တော်တွေ့ရန်အတွက်တဏီသောနဏတ်တွင်ကျွန်တော်အစောကြီးထားရလာခဲ့သို့တော်မခင်နဲ့လည်းမတွေ့ရ မခင်နဲ့ပူထားသောမိဘုံကလေးလည်းမတွေ့ရသဖြင့်ရင်နဲ့ဟာရိတ်သွားတော့သည်ထို့ကြောင့်အမေအားမခင်နဲ့ကျွန်တော်တို့အိမ်ဒါမအိတ်တော့ဘူးလားဟုမေးမိ၏အေးမအိတ်တော့ဘူးဘာဖြစ်လဲလဲဆိုတော့သူလည်းအပြူမင်းကလည်းလွတ်လွတ်လပ်လပ်ဆိုတော့တခြားသူတွေကတမျိုးတမျိုးထင်မှဆိုလို့ကျွန်တော်ကန်ဆိုးလာပြီဟုတွေးမိသည်ကျွန်တော်စိတ်ပြေလက်ပြောက်ကြိရှုပါနှစ်သိမ့်ကြည်နူးကြရသည် မခင်နဲ့ကိုမတွေ့ရမမြင်ရကြပြီတကားကျွန်တော်ယူထားသည့်ခွင့်၃လဆစ်တဲ့ပြည့်ရန်ကုန်တို့ပြန်လာနေတဲ့အမေသည်စကားထူးဆိုလေသည် ြင်းပြန်သွားရင်သားမယားမရှိတဲ့အတွက်တယောက်တည်းရှောင်းလဲလဲဖြစ်နေလိမ့်မယ်။နောက်ပြီးတော့မိမယားစုကိုတွေးတော်တန်းတရင်စိတ်လက်မကောင်းဖြစ်နေလိမ့်မယ်။ဒါတဲ့ဆိုတော့ကမိမယားစုနဲ့မတော်တဆပြန်ပေါင်းပြီးရင်မင်းဘဝဟာရေတိမ်နေတော့မှာပဲ။ဒါကြောင့်မင်းကိုမိမပေးစားလိုက်ခြင်းနဲ့ကျွန်တော်အဟောသွားရည်ဝမ်းသာရမလားဝမ်းနေရမလားဟုခွဲခြားရည်မသိနိုင်အောင်ဖြစ်ရည်။အမေပြောသည့်အချက်လက်တို့ကမှန်တည်ကြီးဖြစ်နေသည်ဟုထင်မိ။ဘသူနဲ့ပေးစားမှလဲအမဘယ်သူဖြစ်ရမှာလဲမခင်နေနဲ့ပေါ့ ကျွန်တော်ဂျင်းနဲ့နှစ်သိရေသွားမိဤဝေဒနာမျိုးကိုဤဆေးနှင့်ကုသမှသာလျင်ပျောက်တော့မည်မဟုတ်ပါလားကျွန်တော်ပြန်ကနေတွင်မခိနဲ့နှင့်အတင့်အတဲထဲများမင်္ဂလာပြုပေးသည်ကျွန်တော်ဘဝကစမ်းကြည့်လိုက်ပထမအိမ်တော်တွင်တစုံတရာလက်ထက်ထင်းများခြင်းမပြုဘဲနှစ်ဦးသဘောတူလင်မယားအဖြစ်နေထိုင်ကြသည်ဒုတိယတွင်မှထိန်များလက်ထက်မင်္ဂလာအခမ်းအနားပြုရ၏ကျွန်တော်ရန်ကုန်ပြန်တွင်ဇနီးအစ်ကလေးမခင်နှင့်ပါ၏လာတော့သည်မခင်နှင့်ကရုပ်ကလေးချောသလောက် သဘောမနော်လဲကောင်းလာ၏ကျွန်တော်မှာသူဤအခြေဦးအိမ်တော်ဦးဖြစ်လျာမခင်နေသည်ကျွန်တော်အားချစ်ခင်ကျင်နာလာသည်လိုလိုက်လာ၏အကြိုက်ပြုသည် ကျွန်တော်စိတ်မချမ်းမသာဖြစ်မိကိစ္စမှလည်းမြည်သည့်အမှုကိုမှမပြုဘဲရှောင်ကျင်လျက်ကျွန်တော်ကိုစိတ်နဲ့ပါချမ်းသာပျော်မွေ့စေပြီးကိစ္စကိုသာလျင်အမြဲဆောင်ရွက်အားထုတ်ရှာသည်ကျွန်တော်တို့ဇနီးမောင်နှံစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနှင့် ပြည့်စုံစွာပျော်ရှင်ရှင်ပြစွာပီတိဒုက္ခဖြစ်ကြရ၏ သွားစရာလည်းရစရာရှိလျင်လက်ချင်းတဲကရှင်တဲသွားလာကြသည်စားစရာရှိလျင်တယောက်ကိုတယောက်ခွန်ကြွေးအားမရဖြစ်ရသည်တယောက်ကိုတယောက်ကြည်ကပီတိဖြစ်ကြရသည်တယောက်စကားကိုတယောက်ကနာတော်တာဆင်ကကြည်ရှင်ပျော်ရှင်ကြရသည်အဆုံးဆိုရလျင်ညအိခဏီးတွင်ယုဒိယမအိတ်နိုင်ကြသေးပဲရှေအောင်နှောင်းပြစ်တွေကိုရောစုစမြုပ်ပြန်ကြရင်တခိခိပီတိမနုတဖြစ်ကြရလေသည်သို့တော်လာပါကြည်ပြီ ကျွန်တော်ဘွားတယ်သို့တော်ပေါင်းများများစွာ တွေ့ကြရ၏ကိစ္စဝိစ္စအပြည့်ပြည့်စုံစုံအစဉ်ပြေနေလျင်သို့တော်ဟု ပြောစရာအနောက်ရှက်နှင့်တွေ့လာရသည် လူဘဝသည် စင်လုံးချောအစဉ်ပြေနေသည်ဟု၍မရှိပဲသို့တော်ဟုသော အနောက်ရှက်အဖို့တည်းတွင်ပြည့်နေကြပြီတကားကျွန်တော်ဇနီးမောင်နှံတယောက်နဲ့တယောက်ညိုထားမတက်ချစ်ခင်ခြင်းနာပါတော်လဲစိတ်မချမ်းစရာကိစ္စနှင့်ကြုံတွေ့ရတော်သည် အနောက်ဘက်ဒေသဥရောပတခွင်တွင်ကမ္ဘာစင်ပြီးတဟီဟီ လောင်မြိုက်နေရာအရှိတိုင်းတခွင်တို့စစ်မီးကူးဆက်တော်မီအရေးရောင်ပေါ်လာတော့သည်စစ်ဖြစ်တော်မီတကယ်ကယ်ဖြစ်နေသည်စစ်အတွက်ပြင်ဆင်မှုတွေကိုလည်းတွေ့ရသည်ကာဝေးတဲ့မိသက်သမားများသည်ခြေချင်းလိန်ကအလုရှုပ်နေကြသည်မကြာခဏအဆန်းအမောင်ချကြသည်ချက်ပေးအဝေါ်တန်ကြီးကမကောင်းဆိုးဝါးကိုမြင်ရသဖြင့်ဦးလိုက်သေးလိုက်သောခွေးနှက်ကြီးနှင့်ဒူလာ၏ခြေသေးမွေးချင်းများထမိတော်သည်လူတိုင်းပင်ကြီးလန့်စသာဖြစ်ရ၏စစ်သားဖြစ်လေလျင်ညီသည့်အရက်ကို ပြေးလွာပုံးချောင်ရမည်ကိုလည်းစီစဉ်ထားကြရသည်အထုပ်အပိုးများကိုလည်းကျင်းစင်ကြရ၏အထိတ်ထိတ်လန့်လန့်ရင်းတဖို့ဖို့နှင့်အိယာမန်းစာယာမန်းမတိလောက်အောင်ပူပန်းလောင်မြိုက်တောကမီတိုက်ချင်းခံရ၏ထို့ထဲတွင်ကျွန်တော်တို့ဇနီးမောင်လည်းလည်းပါလေရာကျွန်တော်တို့နေရာမှာချစ်စာကျင်စာတွင်ချစ်ရအာမရရှင်ပြရေးမတင့်တိန်နိုင်ဖြစ်ရသည့်အခြေအနေတွင်စစ်တီဟုသောမကောင်းဆိုးဝါးကြီးကျွန်တော်တို့၏ပျော်ရွှင်နှစ်သိမ့်ခြင်းကိုဖြိုခွင်းလိုက်ချေပြီးတကားကျွန်တော်မွေးနေ့ ီဇမာ၈ရက်နေဒေါ်လာစုတ်၆ရက်အင်္ဂလိပ်နဲ့ဂျပန်တို့စစ်ပစ်ပြီးဦးကြီးညာကြလေသည်ကျွန်တော်ဒီနေမတက်ထိုင်မတက်တုံလုံးမိကထိုနေ့တွင်ပင်ဇာတိရဲ့ချေမွေးရမည်သို့ပြန်ခဲ့သည် လာမီဘေးကိုတွေးကာကြောက်ရွံ့မစားနိုင်မအိမ်နိုင်ဖြစ်ရခြင်းပြီးရင်းတို့တတွေးတွေးတဆွေဆွေနေရင်းတွင်ပင်အင်္ဂလိပ်စစ်တပ်များအုပ်ချုပ်ရာအရာရှိများဆုတ်ပြေးထွက်ခွာကြရသည် ဖြစ်လျာမင်းမဲတိုင်းပြည်ဖြစ်လျက်တောကြောင်များလဲကြောက်ရွံ့နေကြရ၏ တောကြောင်ထက်ဆိုးသောဂျပန်ကြောင်များရောက်လာကြပြီတကားကျွန်တော်တို့မျိုးပေါ်တွင်မနေဝင်တော့ပဲတောရများသို့တွေ့ရပြီတကားပြောင်းရွှေ့ပုံရှောင်နေကြ၏ရင်းတို့ပုံရင်ရှောင်ရင်ပြဿနာတစ်ခုပေါ်လာပြန်သည် အချစ်ရဲတဲ့စီရဲကခက်၏စီရဲတဲ့ဝန်းရခက်လာ၏ကျွန်တော်ဇနီးမခက်နဲ့နဲ့သူ့မိခင်နဲ့အတူတောရတဲ့ထားခဲ့ကကျွန်တော်ဤမရိသေးရဝန်းစာရှာဖွေရန်အတွက်ရန်ကုန်သို့ဆင်းခဲ့ရ၏မခင်နဲ့ကတရှုံချုံမူပါချင်ရိတ်ခဲ့၏ ျွန်တော်မှလည်းရင်ထဲတွင်စို့ကမျက်ဤစို့၏နေမိ၏ကျွန်တော်ရန်ကုန်သို့ရောက်သောအခါမခင်နဲ့နှင့်လုံးဝအဆက်အသွယ်ပြတ်နေတော့သည်စာတိုင်းမှစာရေးရမရနိုင်လူုံလည်းမရှိတဲ့ဖြစ်တယောက်နဲ့တယောက်မာချောင်းတာချောင်းမသိနိုင်ငွေကြေးကလေးပို့ခြင်းပါတော့လဲမပို့ရဖြစ်တော့သည်တနေ့တွင်ကကျွန်တော်တို့ရောက်မှလူတယောက်ကျွန်တော်ထံရောက်လာသည်ထိုသူမှသတင်းကြီးတီးတစ်ခုကိုပြောပြ၏ထိုသတင်းစိုးကြီးကိုကျွန်တော်ကြားလိုက်ရသောအခါမျက်စိတွေပြော်ဝယ်လျက်သတိလစ်တော့မလို့ဖြစ်သွားတော့သည် မခင်နဲ့ဆုံးပြီကျွန်တော်ဘာစကားမှမပြောနိုင်ငေးမိုင်နေတော့ဤကျွန်တော်ဤအိမ်တော်ရေးတင်ကတကွက်ကလေးမှအစင်မပြေပါတကားပထမအိမ်တော်နဲ့ကြည်ဖြူရှင်ပြနေခဲ့ရစဉ်ကလည်းမမျော်လင့်မဲ့ကိစ္စကြုံရသဖြင့်ကွဲကွာခဲ့ရဤယခုမခင်နဲ့လင်းချစ်ခင်ကြည်ညူတတ်ဆုံးတိုင်းနေမိဟုအားခဲပြန်တော့လဲတေမင်းခွဲရခွဲရပြန်ဤတကားဘဝဟုသည်ဒုက္ခတောကရောပွန်ဤငရဲပုံတို့မျိုးပါတကားဤဘဝတွင်ဆိုးသည်မဟုတ် ဤဘဝထိုဘဝဘယ်ဘဝမှာကောင်းလာသည်မဟုတ်ဘဝဟူသည်အစိတ်သီးနှင့်ဒူလပေ၏အစိတ်သီးကခြုံမိန်ကောင်းမွန်၏အရသာတမျိုးမျိုးရှိကအမှန်၏သို့သောအစိတ်မကင်းသည့်တနည်းနည်းတွင်အစိတ်တင့်ကမယူမလခံရမည်သေးကြ၏တန်နရာတခွင်တွင်ကျင်းလျာသောဘဝထိုတို့သည်ဒုက္ခအတိတာတက အစိတ်သီးနှင့်မချာမှန်စွာဒူလ၏ချစ်ခင်ပေါင်းတွင်ဆက်ဆံခြင်းကကိုယ်ကွင်းနောက်ဆုံးရှိကြပြီတကား ကျွန်တော်ဤဘဝကိုတွေးကလက်တွေ့ဆေးမိတို့ကလေးတခုကိုပေးလို့လာဤချစ်မြန်းနဲ့ချစ်သားချစ်သမီးချစ်စိတ်တည်းရဲ့မကြီးရှုဝဲနားဝဲသားလည်းဖျားဖျားပီတိခွန်းစီထီတို့ညှိတွယ်ပေမှသမုဒိယကဒုက္ခစစ်စစ်အမှန်ဤချစ်ကြခင်ကြကျင်ကြနာကြကွဲရတနေ့တွေ့ရမည်တော့ကပူဆွေးပြလိတ်ဘဝထုတ်တူဥတော်ကိုယ်တွင်ချစ်ပူခြင်းနာ မခွဲအတူ နေခြင်းမူလဲဘယ်သူမဆို ဆိုရစ်ပရိဖောက်ပြန်ပြီးအမိနစ်တာမရနစ်လင် ဖခင်ရင်သွေးကွာဝေးရှင်လွဲတေကွဲရှင်ကွာဓမ္မတာကိုဘယ်ခါမပြတ်ခံတတ်ရဤဘဝမမြတ်ဒုက္ခဖုံဖုံစုံစောမြုံပါတန်တရာမလွရလွကြောင်းကျွတ်စုတောင်း၍ကောင်းမြတ်နိဗ္ဗာန်ရည်စုလောဝိထုလီကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ အခုလိုချိန်ပေးပြီးနားဆင်ကြကြတဲ့ပေးသက်တယောက်ချင်းစီတိုင်းကို ဒုဗင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ရနောက်တစ်နေ့မှာလဲစာရေးဆရာရန်အောင်ရဲ့ဝိထုအဆက်လေးကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဆက်လက်ပြီးတော့နားဆင်အားပေးကြပါအောင်ခင်ဗျာ